ိုလူတယောက်ကိုသိမ့်မုံးပြီဆိုရင်ကိုကအင်စားဖြတ်ဖို့ကြိုးစားရတော့တာသူမုံးလို့ကိုကပြန်မုံးရင်အမုံးဒေါသကိုဒေါသဆိုတဲ့ကိလေသာကိုလည်နေတဲ့အချိန်မှာကိုကပြန်လုံးလိုက်တော့ကာမဝတ္တေဆက်ပြီးတော့ပါလာတယ်အဲ့ဒီကာမဝတ္တေဆက်ပြီးပါလာတဲ့အတွက်ကြောင့်ဟိုဝိပါကဝတ်ကပြန်ပြီးတော့အကျိုးရလဒ်တွေပြန်ပြီးကိုရှိကိုရောက်လာလို့ရှင်အဲ့ဒါဝိချွေးတွေနဲ့တန်တရားလည်မှုအဆုံးသတ်မှာမဟုတ်တော့ဘူးအဲ့ဒီလိုအဆုံးသတ်မှုမလောက်နိုင်တဲ့များတော့တန်တရားတွေနဲ့ ဝကျွေးတွေနဲ့အိုးဘယ်တော့မှပြတ်သွားမှာမဟုတ်တဲ့အခါကျတော့တို့တွေဝကျွေးတွေဖြတ်ချင်လို့ရှင်တန်တရာကိုရတန်တရာကိုရက်ထန်စေခြင်းတော့ကိုယ့်ရဲ့ကိလေသာတွေကို ကိုဖြတ်နိုင်အောင်ကြိုးစားရတော့မှာကိလေသာဝတ်တွေမလဲပါကာမဝတ်ကလည်းမလဲတော့တာကိလေသာဝတ်အကြောင်းပြပြီးတော့ဖြစ်ပေါ်လာတဲ့လုံဆောင်ချက်တွေမရှိမှပဲလေဝိပါကဝတ်ဆိုတဲ့အကျိုးသက်ရောက်မှုတွေကမလာတော့မှာဆိုတော့ဝတ်သုံးမျိုးမှာကိလေသာဝတ်ဟာအထိကကြာဆုံးပဲ။ လောဘဒေါသမောဟဆတဲ့ကိလေသာတွေကအဓိကအကြဆုံးအဲဒီကိလေသာကိုအကြောင်းပြုပြီးတော့ပဲစက်တိုက်စက်တိုက်ကံမတွေလှုပ်ဆောင်ချက်တွေကံမဝတ္တိဖြစ်ပေါ်လာကိလေသာကိုအကြောင်းပြုကံမဝတ္တိဖြစ်ပေါ်လာတော့ဝိပါကဝတ်ဆအကျိုးရလတ်မှုတွေကထပ်ပြီးတော့တိုးဝလာတော့တာအဲတော့အဲ့လိုတိုးဝမှုတွေစက်တိုက်စက်တိုက်ရှိနေတဲ့များတော့တန်တရာကလည်းပဲစက်တိုက်စက်တိုက်လက်ပတ်မှုကရှိနေကြအောင်ပါ ။ဒါပေမဲ့အဲ့လိုမျိုးမဖြစ်ရအောင်ကိုယ့်အသားကိုတတိလေးကပ်ပြီးတော့ထိန်းချုပ်နေအောင်ကြိုးစားရတာပေါ့။အဲ့တော့ကိလေသာကို အကောင်းဆုံးထိန်းချုပ်နိုင်တာတော့တတိပဲ။